မှာကျော်စိုးနဲ့ပုတ္တမကိုပေးဖို့ပေးရမှာချားပလိသေးနော်ကျော်စိုးတက်က34နှစ်ပဲရှိသေးတယ်35နှစ်ပေါ့ပုတ္တမက29နှစ်30ပေါ့လွတ်တော်တဲ့ဝင်မဲ့ချိန်မှာကျော်စိုးတက်35နှစ်ကျော်ကျော်နဲ့ပုတ္တမတက်က30ကျော်ကျော်နဲ့လူငယ်တွေလွတ်တော်တဲ့ရောက်သွားတာလေအဲ့ဒါကိုဒီလိုတိုင်းပြည်အတွက်မချင်းမချန်နဲ့မကျွေးမချန်နဲ့ရဲရဲတင်းတင်းပြောရဲတဲ့လူတွေလွတ်တော်တွေကိုရောက်ပြီဆိုရင်သူတို့ပြိုင်တဲ့နေရာပြည်သူလူလူတွေကောင်းပါပဲစစ်တီစစ်သားမိသားစုတွေပေါ့နော်သူတို့ကကျွန်တော်ရဲ့စီနာတောင်းနားလေတယ်အဲ့တော့ကျော်စိုးဟုကတော့တတိပုဂ္ဂလအနေနဲ့ပြင်ဦးလေရပြိုင်ဖို့ အခြေအနေရှိတယ်။ပြင်ဦးလည်းမှလည်းကျွန်တော်အမှန်တမ်းပြောမယ်ပေါ့နော်။မဲဒီဟိုလွတ်တော်ရွေးကောက်ပွဲတွေလွတ်လာမယ်ဆိုရင်တော့ကျော်စိုးဦးကပြင်ဦးလည်းရနေပြီးတော့မှတတိပုဂ္ဂလနဲ့ပြိုင်မယ်။အဲနောက်တစ်ခုနောင်တော်လေးလည်းပြိုင်မယ်ထင်တယ်။ပြီးမပုတူလည်းပြိုင်မယ်။အရေးကြီးလာပြီပေါ့နော်။ကျွန်တော်တို့ဟိုတက်မလို့အနေထားတစ်ခုတည်းပေါ့နော်။ဒီဒါကျွန်တော်နည်းနည်းဖတ်ပြမယ်ပေါ့နော်။ကျွန်တော်ဒီမှာဟိုဟာလေးရှိတယ်ဒီရွေးကောက်ပွဲနဲ့ကိစ္စနဲ့ပတ်သက်ပြီးတော့မှအရင်ရေးကြည့်ရလေးရှိရပါတော့ ကျွန်တော်ကျွန်တော်စဉ်နှစ်လောက်တင်မှာပဲကျွန်တော်တင်မှာရမှာကျွန်တော်ပြန်မရှာချင်ဘူးအဲကျော်စိုးဦးတို့ပြိုင်မယ်ကျော်စိုးဦးတတိပုဂ္ဂလနဲ့တတိပုဂ္ဂလနဲ့သူပြင်းဦးလေးကလည်းပြိုင်မယ်မပုတုလည်းမပုတုဆိုတာကျွန်တော်ရိုသေတမှုနဲ့ခေါ်တာကောင်မလေးက29နှစ်ပဲရှိတယ်အတက်ကသူလည်းပြိုင်လို့လေစင်ကြီးကနောင်တို့ဘာလို့ဘက်ကလည်းသူပြိုင်နိုင်မယ်ထင်တယ်အဲပြီးနောင်တော်လေးလည်းဘယ်ကပြိုင်မလဲမသိဘူးဒါပေမဲ့ကျွန်တော်တို့ကတော့သူကသူပြိုင်ပြိုင်မပြိုင်ပြိုင်ကျွန်တော်တို့အားပေးရမှာဝင်ရမှာကျွန်တော်တို့တာဝန်တယ်ဟုတ်လို့သူအဲ့တော့မှတွတ်တော်လေးမှရောက်သွားမှဒီလိုလူတွေတွတ်တော်လေးကိုရောက်မယ်လူတွေကိုရောက်မှာပါတော့ တို့တိုင်းရိုက်တရားဝင်လူတို့တွေကနေပြီးတော့မှနိုင်ငံရေးတွေကိုတို့ကတင်ပြခွင့်ရှိမှလေ။နောက်ဆိုလို့ရှိရင်တို့တို့တင်ပြခြင်းတဲ့အရာတွေကိုတဆင့်ခံတဆင့်ခံပြီးတော့တင်ပြနေအောင်မယ်။အခုဆိုရင်ပါလေဗိုလ်ချုပ်စုံမင်းထွန်းလား။ဗိုလ်ချုပ်စုံမင်းထွန်းဆိုတာရန်တန်ကျောင်းသားတွေပေါ့။ဗိုလ်ချုပ်စုံမင်းထွန်းကရန်တန်ကျောင်းတွင်းကုန်းသားလားမသိဘူး။သူမိမလက်မှတ်ကုန်းတူလားမသိဘူး။လက်မှတ်ကုန်းတူသူမိမနာမည်မတင်သိအောင်လားဘာလားမသိပါဘူး။ကျွန်တော်နဲ့အောင်ကျောင်းနေပတ်ဖြစ်လောက်လေ။ကျွန်တော်ကဟိုအတက်ကနေရန်တန်ကျောင်းမှာကျွန်တော်ကနေခဲ့တာ။ဟိုတန်ကန်ကုန်းမှာကျွန်တော်ကဥက္ကိုလေးရှိမှာကျွန်တော်ကချင်းလုံးပညာအပညာရေးနှုတ်ဆုတ်ခဲ့တာပေါ့နော်။အောင်ကိုကိုတို့အဲ့မှာနန္ဒအောင်လို့လည်းကျွန်တော်နဲ့အဲ့တော့ပြောချင်တာဒီလိုပြ လွတ်တော်တွေကိုရောက်မဲ့လူတွေကိုကျွန်တော်တို့ကအခုချိန်တည်းရွေးချယ်ထားရတော့မယ်။ဘာလို့လဲဆိုတော့တက်မတော်ကာကွယ်ဦးစီးချုပ်နိုင်ငံတော်ဝန်ကြီးချုပ်ကဒီရွေးကောက်ွယ်ကိုမဖြစ်ဖြစ်အောင်လုပ်မှာ။မဖြစ်ဖြစ်အောင်လုပ်မှာ။မဖြစ်ဖြစ်အောင်လုပ်မှာကျွန်တော်ကတော့လွတ်တော်တွေမဝင်ဘူး။ကျွန်တော်ကအပြင်ကနေဝုန်းမယ်ကော။လွတ်တော်တွေမှာစောက်ပေါက်ကြရီလုံးကျွန်တော်လည်းပြောမှာ။ဟိုကျွန်တော်လည်းအော်အော်ပါလေကျွန်တော်အော်လေးကောင်လေး။အော်လေးကောင်ဆိုတော့ကျွန်တော်လွတ်တော်တွေဝင်ရင်ကျွန်တော်အော်လို့မရတော့ဘူးသိရမလား။မတော်လက်ကားတွေယူပြီးတော့ကျွန်တော်မအော်ရဲမပြောရဲဖြစ်မှာကြောက်လို့ကျွန်တော်ကဘဒူပေးလာကန်းလာမှလည်းမစားဘူး။ဟုတ်လို့လေမပြောလွတ်တော်တွေမှာလည်းအာကျွန်တော်မိုက်ခဏခဏပိတ်ခံရမှာ။ အဲဇော်ဘွေးအဲဟွာလွတ်တော်တွေမှာဟွာဖြစ်တဲ့အောင်ပဲဆွေးနွေးပါတော့ဘာလို့ဖြစ်တော့မှလဲသိရမလားအဲ့တော့ကျွန်တော်ကလွတ်တော်တွေမဝင်ဘူးကျွန်တော်လည်းစောက်ပါလွတ်တော်တွေဝင်လို့မရဘူးသိရမလားဟိုအဲကျော်စိုးဦးတို့မပုတုတို့ဝင်ခိုင်းပြီးတော့ကျွန်တော်အပြင်းကြီးဝုံးမယ်ကောင်အပြင်းကြီးရောက်ကျော်စိုးဦးမင်းဒါမပြောဘူးလားမင်းပြောတော့ပြည်သူအတွက်ဆိုပြည်သူအတွက်မင်းမင်းပြည်သူတွေမဲပေးလိုက်တာမင်းကလွတ်တော်တွေရောက်ခါကြမှာလီးစောက်ချိုးချိုးလာလားလို့ကျွန်တော်ပြောမှာမပုတုလေမပုတုလွတ်တော်တွေနေနေလွတ်တော်တွေဝင်တော့ကငါလွတ်တော်တွေဝင်ကတော့ငါတို့တွေအားလုံးဝင်ရံခဲ့ရတာလွတ်တော်တွေရောက်ရင်ငါတို့ နေစေကြီးကောင်လိုပါပြန်စေကြီးကောင်လိုပြည်သူတွေလူလူတွေအတွက်ကောင်းအောင်လုပ်ပေးရမှာလေနေအခုကျတော့နေကဘာသောချိုးချိုးရတော့မတလာမလေးသေးကြီးကောင်မလေးဆိုပြီးကျွန်တော်ဆဲမှာကျွန်တော်အဲ့လိုကောင်အားလုံးပဲမင်္ဂလာပါဒီကနေ့မှာတော့ကျော်စိုးဦးနဲ့မပူတူတို့ကလွတ်တော်အမတ်တွေလောက်ကြမယ်လို့အဖသားအာကြီးပြောပြလာတဲ့ရုပ်တံနဲ့အတူစစ်မှုထမ်းစင်ခေါ်ရေးမြပဒီနဲ့အညီမလုပ်၍ပြည်တနာများဖြစ်ရှင်းနေရဟုစစ်ကောင်စီဒူကောင်းဆောင်ပြောလိုက်တဲ့ထူးခြားသတင်းတွေပါတင်ဆက်ပေးလိုက်ပါတယ် စစ်မှုထမ်းများဆင့်ခေါ်ရာတွင်မြပတိနှင့်အညီမလုပ်သည့်အတွက် နေဆဒူဝါပြတနာများဖြည့်ရှင်းနေရကြောင်းစစ်ကောင်စီဒုတိယကောင်ဆောင်ဒုတိယဗိုလ်ချုပ်မူကြီးဆိုဝင်းကမလ20ရက်နေ့ကကလောတက်နယ်မှာအရာရှိစစ်သည်မိသားစုများနှင့်တွေ့ဆုံရာတွင်ပြောသည်စစ်ကောင်စီကစစ်မှုထမ်းစုဆောင်ရာတွင်အတင်းကျပ်ပေါ်လာဆွဲဖမ်းဆီးခြင်းပြူစောထီးများတရင်ပေးလူမိုက်များကလူငယ်များကိုဖမ်းဆီးပြီးစစ်တပ်ကိုပြန်ရောင်းခြင်းများရှိကြောင်းလေလာဆောင်ကြည့်သူများပြောထားတော်လဲ ဒူကောင်းဆောင်ကစစ်မှုထမ်းမြေပတိအသက်သွင်းပြီးနောက်စင်ခေါ်ရေးအဖွဲ့အစဉ်စဉ်ဖွဲ့စည်းကတတ်မှတ်အရေးချင်းရှိသူများကိုသာမြေပတိနှင့်အညီတင်နှင်းများဖွင့်ပြီးတင် जा ပေးခဲ့သည်ဟုဆိုသည်ဖဲ့ထဲတာဟုတ်တယ်ကျွန်တော်လည်းဘာတွေပြောမိလို့လဲဗျာလေမင်းအပေါက်ကလည်းလက်တွေ့လုပ်နေတဲ့သူတွေကိုပြည်သူအထင်မှအောင်ကိုလူသူ့ဘက်သားလို့လုပ်နေတယ်လို့ပဲမြင်တယ်တဲ့ဟမ်ဘယ်လောက်ထိကျွန်တော်ကိုထောင်ချစီခြင်းလဲနော် လက်ရှိတိုင်းမှုကလည်းတစ်ချိန်လုံးစစ်စီရေးကိစ္စတွေပဲလုပ်နေတာတဲ့တိုင်းမှုကိုမန္တလေးဘေပွဲလန်းတပင်းဒီမှာတွေ့ဘူးလေတဲ့ငါတွေ့ဘူးတယ်လို့ငါတိုင်းမှုကအရရှိရှိတဲ့အသားဖြူဖြူနဲ့နော်အဲ့တော့တိုင်းမှုကမန္တလေးဘေပွဲလန်းမှာတွေ့ဘူးတယ်တနေကုန်နဲ့တောင်ဝင်ရှိသူတွေအကုန်လုံးနဲ့စစ်စီရေးခန်းမတွေမှာခေါင်းချင်းဆိုင်ပြီးအလုံးလုံးနေကြတာတဲ့ထမင်းစားဖို့မင်းနေတဲ့ရက်တွေတောင်ရှိတယ်တဲ့အေးဟုတ်ပါတယ်အဲ့ဒါနဲ့ငါလည်းသိပါတယ်โซโบยကိုပြောချင်တာကလည်းအထင်တလုံးနဲ့လေပန်းတန်းစီပြီးပြောမနေနဲ့တဲ့လက်တွေကြကြလုံနေတဲ့ငါတို့စစ်သားတွေဘုရားကိုမြင်အောင်ကြည့်ဟုတ်ပြီလားတဲ့ ချက်ဆိုးရင်ချက်ဆိုးလာရင်ထပ်ပြင်မယ်တဲ့နော်အဲ့တော့အဲ့လိုလော်ဘီကဘယ်လိုလူမျိုးတွေလဲတိလားဖားတာလေကြည်ဖားကွာတိလားဇော်ဘုံရင်ကဟျောင်းဟေးတရားဝင် public area မှာစောက်ခွက်တင်ပြီးတော့ပြောတာတိလားနင်တိုင်းဘူးလောက်ကမဟုတ်ဘူးနော်အဘကတူကြီးလည်းငါပြောတာလေအဘတူတူကြီးဦးဆုံးမဲဗာအခုညကိုကြီးဦးကျော်သွားလင်းအခုပြေးဝင်ကြီးအဦးတော်တော်နောင်ဥပမာတခုဟိုအပေါ်မပြောတဲ့အဘဘုချုပ်ကြီး ဘုကြုံကြီးညိုဆိုငါတို့ကတိုင်းပြည်အတွက်လှုပ်လှုပ်တာလေဟုတ်တယ်မလားမင်းကလည်းတိုင်းမှုဆိုတာကမင်းတို့ပြောလိုက်တဲ့ဥစ္စာတွေကလေမင်းပြောတဲ့မင်းကြီးတဲ့ဥစ္စာမင်းကြီးတဲ့လူကမင်းဘာလို့ကွန်မန့်တွေပိတ်ထားတာတော့ဘာလို့ကွန်မန့်တွေပိတ်ထားတာဖွင့်ရေးလိုက်ကွာဖွင့်ရေးကြည့်လိုက်ပါလားငါယုတ်ကြီးကိုတင်အောင်မလားငါယုတ်ကြီးကိုတော့မှပပလစ်မှာမင်းကတင်ပြီးတော့အဲ့လိုပြောရေးသေးတာကွာသူများယုတ်ကိုကြတော့တင်ပြီးတော့မှပြောရေးသေးတယ်ကိုစောက်ခွက်ကြတော့မှကွန်မန့်တော်မှရေးခွင့်မပေးဘူး ဟမ်အမကေဒီတဲ့ဘာကောင်လေးမှလည်းမသိဘူးအဲ့တဲ့ဆိုလိုက်ထက်တယ်မစ်တင်လေလူကလူချင်းလူချင်းဝင်လူစီကံအရတင်ရတယ်ပွဲမချာနဲ့နော်ဇော်ပွင့်ကအဲ့ဒီတိုင်းမှုတွေ့တဲ့ဓမင်းတလို့လည်းမစားဘူးသူလိုတိုင်းမှုပေးတဲ့ပတ်စံတစ်ချက်လည်းမယူဘူးနော်တိုင်းမှုဆိုတာလည်းတကယ်တမ်းတော့ငါအမြဲတမ်းပြောနေတယ်အဲ့တိုင်းမှုနဲ့ငါနဲ့မြန်မာတိုင်းနိုင်ငံလုံးပတ်သွားမလားလို့မြန်မာနိုင်ငံမှာဦးမေအောင်လည်းဦးဆုံးလို့လူလမ်းကြည့်တယ်ဘိုးချုပ်မူကြီးဦးမေအောင်လည်း ဒူးချုပ်ကြီးဦးဆိုးဝင်းကိုလူတိုင်းသိတယ်မင်းတို့တိုင်းဘူးကိုလူတိုင်းမသိဘူးနော်ဇော်ဘုံရဲ့ကိုလူတိုင်းသိတယ်သိလားဖေမယားနဲ့ငါလည်းဘာမှမပြောပြပါဘူးအဲ့ဒါဘာဖြစ်ပြီးတော့ဘယ်လိုလူမျိုးကလာရေးတာလဲကျွန်တော်လည်းမသိဘူးသူ့ကြည့်တော့လေကိုမန်ပိတ်ထားတယ်ကိုတက်တယ် subscribe က136တက်မှာ 4K တယ်ဟောလို့မင်းတို့ငါကြီးတယ်တလားမင်းတို့မနာလိုမှုကဇော်ဘုံရင်ကိုမင်းတို့ဖမ်းခိုင်းလိုက်လေဘာဖြစ်တော့ဇော်ဘုံရင်ကိုဘာနဲ့ဖမ်းမှာလဲ ဇော်ဘုံရုံမဖမ်းနဲ့ဟို PDF တွေဟိုမှာစကိုင်းမှာဘလို့ဟိုဘက်စကိုင်းတရားကြော်သွားနေဟိုဘက်လက်မှာ PDF တွေရှိတယ်အခု CDN လောက်ပါဆိုပြီးတော့မှလက်သုံးချောင်းထောင်ပြီးတော့မှเนาะအမှုပညာသည်တွေပြည်တီဦးတို့လူမင်းတို့ခိုင်သိန်းကြီးတို့တမုံမြင့်တို့အဲအိနာကျော်စင်တို့အရင်ဖန်ငေါ့အရင်မဖန်နဲ့ငါတိုင်းပြည်ဖက်တဲ့မှာငါမပါဘူးငါမပါဘူးเนาะငါမပါဘူးငါတိုင်းပြည်ဖက်တဲ့မှာမောင်ငါ့ကိုအာဇော်ဘုံရဲ့ပါပြတဲ့ညာပဲမင်းရေးထားတာတွေကွာတကယ်ကြီးကြောင်းနေဇော်ဘုံရဲ့အနော်ရထာလားတဲ့အောက်လုံးနေမတုံးနဲ့เนาะအနော်ရထာမဟုတ်ဘူးမမေး ဟိုဗာလဲဝင်စားတာဗာလဲဟိုမှာဟိုဟွန်းဆရာတော်ဘုရားကြီးတင်းကူဆရာတော်ဘုရားကြီးလားဝင်စားတာလေတင်းကူဆရာတော်ဘုရားကြီးဝင်စားခဲ့တယ်အနော်ဒါပေးအဲ့အရာငါ့ကိုလာမပြောနဲ့လက်ရှိကိုပဲပြောမင်းတို့အော်လုံးမတုံးနဲ့ငါ့ကိုမထီရဲဘူးဆိုတဲ့ချုံမနဲ့ငါတမရသားလည်းမဟုတ်ဘူးငါဖေကတက်မတော်ကအရာကဘူလောက်အဆင်မရှိတာနော်အဲ့လိုအော်လုံးတွေတုံးနေဆိုလို့ရှိရင်မင်းတို့အတိုင်းပြူချစ်တဲ့ကောင်တွေမဟုတ်ဘူးမင်းတို့အောက်တန်းစားရတယ်နော်အောက်တန်းစားရတယ်နော်ရှင်းလား မင်းတို့အောက်တန်းသားအကြီးတွေအောက်တန်းသားအထွေးတွေမတွေးနဲ့ငါမနေ့ကပြောသွားတဲ့ပုံကိုမင်းတို့ယူပြီးတင်ထားတာဒီမှာအခုလည်းမင်းတို့ငါလိုက်ကိုကြည့်နေမှာပဲလေငါအဲ့ဒါကြောင့်လို့မင်းတို့ပြောတာအဲမင်းတို့မြန်မာပြည်မှာဘာဖြစ်နေလဲဆိုတော့ကိုကိုတိုင်းလည်းထုံထုံပေါက်ပေါက်တိုင်းပြည်အကျိုးမသိဘူးနိုင်ဘူးတက်မတော်ရဲ့အကျိုးကိုလည်းပေါ်ပေါ်တင်တင်မင်းတို့လူလေးပိတ်အောင်လူလိုက်မင်းတို့လူတဲ့အလူကိုပွင့်ပွင့်လင်းလင်းမပြောရဲဘူးဆိုရရင်မင်းတို့ခိုးချောင်ခိုးပဲတခိုးချင်းတခိုးချင်းနဲ့လူတဲ့ကောင်နေငါတို့ကတခိုးချင်းတခိုးချင်းနဲ့မလူဘူး ငါတို့ကပေါ်တင်လူတာပေါ်တင်လူပြီးပေါ်တင်ပြောတာဘာကြောင့်လဲနာမည်လိုခြင်းလို့မဟုတ်ဘူးတက်မတော်သားတွေကိုချစ်နေတဲ့ပြည်သူလူထုရှိတယ်ဆိုတာကိုပြသခြင်းလို့ငါလူတဲ့အလူတွေအများကြီးသိတယ်ငါမပြောတဲ့အရာတွေအများကြီးရှိတယ်သိလားမင်းတို့မှမသိတာမင်းတို့မင်းတို့လိုမျိုးအော်တန်းသားတွေဘယ်လိုလုပ်သိမှာတော့ငါ့ကိုလာတိုက်ခိုက်နေတာအမျိုးမျိုးတိုက်ခိုက်နေတာသွေးပြက်နေပြီဟုတ်လားယူလို့ကွာမင်းကလည်းဇော်ပွင့်ရမင်းတို့ဒီအင်းကြီးဒီဝေစားနေပဲဇူလာမူလီယာရွှေဆိုင်ဓမင်းဆိုင်မှာတနေကုန်ထိုင်နေတာ နော်တနေကုန်ထိုင်ပြီးတော့မှတောက်စားနေတာငါပိုင်ငါငါအေးစေးနေနေတာနော်ငါကမင်းတို့ကြောက်မယ်ဆိုလို့ရှိရင်ငါမိုင်းနောင်လို့အဲ့မှာခြေသီးမိုင်းကင်လို့ငါမသွားဘူးမတ်တော်မတက်ဘူးရှင်းလားဇော်ပေါ်ရင်တို့တတိကြီးရယ်ဆိုရင်တတိကြီးကြီးထွက်ပြောကြည့်လိုက်ရှင်းပြောမလားလို့မင်းတို့တွေကရှောက်ပြီးဟိုပြောဒီပြောနေနေဟုတ်ပါဘူးအားပေးနေတယ်ငါမမေးတဲ့ကျေးဇူးတင်ပါတယ်အမဟို ဲ့တော့လူတွေကဘာဖြစ်နေလဲဆိုတော့ကျွန်တော်လဲပက်ပြီးတော့ကျွန်တော်တရားတဲ့ကျွန်တော်ရေပောက်ကိုတော်ရေအဲမပုတုရေမီဒီယာမှာဆိုရင်တော့ကြိုးစိုးဦးပေါ့နော်ကြိုးစိုးဦးရေအတိုက်ခံခံရတာအဲပြီးရင်တချို့တော့ဟိုနောင်တော်လေးတို့နောင်တော်လေးတို့ကတော့အိုင်လော်ဒီမဟုတ်ပါဘူးနောင်တော်လေးတို့ကြိုးစိုးဦးတို့မပုတုတို့ကတစ်ချိန်ကျရင်လွတ်တော်လေးဝင်မဲ့လူတွေကျွန်တော်တို့ကဝင်းရံပေးရမယ်ကြိုးစိုးဦးကပြင်ဦးလေးကနေပြိုင်မယ်ထင်တယ်တတိပုဂ္ဂလာနဲ့နော်တခါလဲကျွန်တော်တရင်ကောင်းပေးတယ်ကြိုးစိုးဦးက ကျော်စိုးကဇင်မင်းတက်ရောက်ပြီးအကိုရဲအေးညီလေးဇင်မင်းတက်ကအခုမှဒေါ်ပုံးချခံရတဲ့ကလေးဒီနေ့အခုကျွန်တော်နဲ့တဏီကုံမှတဏီကုံအောင်ပြတဲ့ကျွန်တော်နဲ့အခုစားတော့ပြီးမှထန်းခွဲသွားတာနော်ဒေါ်ပုံးချခံရတဲ့ကလေးလေးကျွန်တော်ကဘယ်တော့မှတက်မလို့သားဘူးဘယ်တော့မှဥပိ္ပခပြုမထားဘူးနော်အဲ့တော့ဟိုစစ်တီစစ်သားမိသားစုတွေပေါ့နော်သူတို့ကကျွန်တော်ရဲ့စင်နာတောင်နားလေတယ်အဲ့တော့ကျော်စိုးဟူကတော့တတိပုဂ္ဂလအနေနဲ့ပြင်ဦးလင်ရပြိုင်ဖို့အခြေအနေရှိတယ်ပြင်ဦးလင်မှာလည်း ကျွန်တော်အမှန်တမ်းပြောမယ်ပေါ့နော်မဲဒီဟိုလွတ်တော်ရွေးကောက်ပွဲတွေလွတ်လာမယ်ဆိုရင်တော့ကျော်စိုးကပြင်ဦးလွင်ကနေပြီးတော့မှတတိပုဂ္ဂလနဲ့ပြိုင်မယ်အဲနောက်တစ်ခုနောင်တော်လေးလည်းပြိုင်မယ်ထင်တယ်ပြီးမပုတုလည်းပြိုင်မယ်အရေးကြီးလာပြီပေါ့နော်ကျွန်တော်တို့ဟိုတက်မတော်အနေထားတစ်ခုနဲ့ပေါ့နော်ဒီကျွန်တော်နည်းနည်းဖတ်ပြမယ်ပေါ့နော်ကျွန်တော်ဒီမှာဟိုဟာလေးတွေရှိတယ်ဒီရွေးကောက်ပွဲနဲ့ကိစ္စနဲ့ပတ်သက်ပြီးတော့မှအရေးကြီးရာလေးတွေရှိတယ်ပေါ့နော် ကျွန်တော်တော့ကျွန်တော်10မိနစ်တော့တင်းမှာပဲကျွန်တော်တင်းမရမှာကျွန်တော်ပြန်မရှာချင်ဘူးအကျော်စိုးဦးလို့ပြိုင်မယ်ကျော်စိုးဦးတတိပုဂ္ဂလနဲ့တတိပုဂ္ဂလနဲ့သူပြင်းဦးလေးလေးပြိုင်မယ်မပုတုလည်းမပုတုဆိုတာကျွန်တော်ရိုသေတမှုနဲ့ခေါ်တာကော်မလီက29နှစ်ပဲရှိတဲ့အတက်ကသူလည်းပြိုင်လောက်တယ်စိတ်ကြီးကနောင်တို့တို့ဘာလို့ဘက်ကနေသူပြိုင်နိုင်မယ်ထင်တယ်အဲပြီးနောင်တော်လေးလည်းဘယ်ကပြိုင်မလဲမသိဘူးဒါပေမဲ့ကျွန်တော်တို့ကတော့သူ့ဘာသူပြိုင်ပြိုင်မပြိုင်ပြန်ကျွန်တော်တို့ကအားပေးရမှာဝင်ရမှာအဲ့ဒါကျွန်တော်တို့တာဝန်ပဲဟုတ်လို့ဆိုအဲ့တော့မှလွတ်တော်လေးမှရောက်သွားမှဒီလိုလူတွေလွတ်တော်လေးကိုရောက်မှလွတ်တော်လေးကိုရောက်မှပေါ့နော် ဒီလိုလူတွေလွတ်တော်တွေကိုရောက်မှသူတို့တိုက်ရိုက်တရားဝင်လွတ်တော်တွေကနေပြီးတော့မှနိုင်ငံကြီးတွေကိုသူတို့ကတင်ပြခွင့်ရှိမှလေ။နောက်ဆိုလို့ရှိရင်သူတို့တင်ပြခြင်းတဲ့အရာတွေကိုတဆင့်ခံတဆင့်ခံပြီးတော့တင်ပြနေအောင်မယ်။အခုဆိုရင်ပါလေဗိုလ်ချုပ်စော်မင်းထွန်းလား။ဗိုလ်ချုပ်စော်မင်းထွန်းတို့ဆိုတာရန်တန်ကျောင်းသားတွေပေါ့။ဗိုလ်ချုပ်စော်မင်းထွန်းကရန်တန်ကျောင်းတွင်းကုန်းသားလားမသိဘူး။သူမိမလက်မှတ်ကုန်းတူလားမသိဘူး။လက်မှတ်ကုန်းတူ။သူမိမနာမည်မတင်သိအောင်လားဘာလားမသိပါဘူး။ကျွန်တော်နဲ့အောင်ကျောင်းနေပဲဖြစ်လောက်တယ်။ကျွန်တော်က ဟိုအထက်ကနေအရင်အကြောင်းမှာကျွန်တော်ကနေခဲ့တာဟိုတန်ကန်ကုန်းမှာကျွန်တော်ကဥကိုလေးရှိမှာကျွန်တော်ကချင်းလုံးပညာအပညာရေးနှုတ်ဆုတ်ခဲ့တာပေါ့နော်အောင်ကိုကိုတို့အဲ့မှာနန္ဒအောင်လို့လည်းကျွန်တော်နဲ့အဲ့တော့ဟိုပြောနေတာဒီလိုဗျာလွတ်တော်တွေကိုရောက်မဲ့လူတွေကိုကျွန်တော်တို့ကအခုချိန်နဲ့ရွေးချယ်ထားရအောင်ဘာလို့လဲဆိုတော့တက်မတော်ကာကွယ်ဦးစီးချုပ်နိုင်ငံတော်ဝန်ကြီးချုပ်ကဒီရွေးကောက်ွယ်ကိုမဖြစ်ဖြစ်အောင်လုပ်မှာမဖြစ်ဖြစ်အောင်လုပ်မှာမဖြစ်ဖြစ်အောင်လုပ်မှာကျွန်တော်ကတော့လွတ်တော်တွေမဝင်ဘူးကျွန်တော်ကအပြင်ကနေဝင်မယ်ကောလွတ်တော်တွေမှာစောက်ပေါက်ကြရည်လို့ကျွန်တော်လည်းပြောမှာ ကျွန်တော်လည်းအော်အော်ပါလေကျွန်တော်အော်လေကောင်လေအော်လေကောင်ဆိုတော့ကျွန်တော်တော်တော်လေးဝင်ကျွန်တော်အော်လို့မရတော့ဘူးသိရမလားမတော်လောက်ကနေယူပြီးတော့ကျွန်တော်မအော်မပြောရဖြစ်မှာကြောက်လို့ကျွန်တော်ပြီးပြီးလာကြလာမှလည်းမစားဘူးဘာလို့လဲဘာလို့ပြောတော်တော်လေးမှလည်းကျွန်တော်မိုက်ခနိုက်ခနိုက်ပြေးခံရတာအဲဆိုပေမဲ့အဲဟို လွတ်တော်တွေမှာဟိုဖြစ်တဲ့အော်ပဲဆွေးနွေးပါတော့ဘာလို့ဖြစ်လို့မလဲသိရမလားတို့ကျွန်တော်ကလွတ်တော်တွေမဝင်ဘူးကျွန်တော်လည်းစောက်ပါလွတ်တော်တွေဝင်လို့မရဘူးသိရမလားဟိုအဲကျော်စိုးဦးတို့မပုတုတို့ဝင်ခိုင်းပြီးတော့ကျွန်တော်အပြင်းကြီးဟုံးမယ်ကောင်အပြင်းကြီးရောက်ကျော်စိုးဦးမင်းဒါမပြောဘူးလားမင်းပြောတော့ပြည်သူအတွက်ဆိုပြည်သူအတွက်မင်းမင်းကိုပြည်သူတွေမဲပေးလိုက်တာမင်းကလွတ်တော်တွေရောက်ခါကျမှလီးစောက်ချိုးချိုးလာလားလို့ကျွန်တော်ပြောမှာမပုတုလည်း မဘူးတို့တို့တို့နဲ့နေတို့တို့နဲ့ဝင်တော့ငါတို့တို့နဲ့ဝင်ကတော့ငါတို့တွေအားလုံးဝင်ရံခဲ့ရတာတို့တို့နဲ့ရောက်ရင်ငါတို့နေစိတ်ကြီးကောင်တို့ကပြန်စိတ်ကြီးကောင်တို့ပြည်သူတွေလူလူတွေအတွက်ကောင်းအောင်လုပ်ပေးရမှာလေနေအခုကျတော့နေကဘာစောချိုးချိုးရတော့မတလာမလေးသေးရင်းကုန်မလေးဆိုပြီးကျွန်တော်ဆဲမှာကျွန်တော်အဲ့လိုကောင်အဲနည်းနည်းဥသွားတယ်ဘယ်လိုလဲရုပ်ကြသွားတယ်မဟုတ်ပါဘူးကျွန်တော်ပြင်ပန်းနေတာပါကျွန်တော်ခီးထွက်နေလို့ဟိုကျွန်တော်လည်းအလုပ်တွေအများကြီးလုပ်နေရတာရှိတယ်ပေါ့နော်မအိုပါဘူးအပြင်မှာဆောင်ရွက်ချိုးတာတစဉ်ဦးကတော့ပြန်လာဦးနဲ့ထင်တာပဲ နော်ဟိုဒဇင်းဦးတော့မသိဘူးပြဒဇင်းဦးလည်းပြောအောင်ပါကျွန်တော်ညီမလေးပါပဲသူလည်းပြိုင်မလားပြိုင်တာတော့ကျွန်တော်လည်းမသိဘူးလေဒဇင်းဦးကငကိုလေးကပြောင်လို့ချန်ခိုင်နေဖွင့်လို့ရေးကိုအရန်ချစ်ခဲ့တဲ့ကလေးမဆိုတော့ဟိုပြောင်လို့ချန်ခိုင်နေဖွင့်လို့ရေးကဥက္ကရာကြီးဥခင်ကြီးတို့အဲဟိုကနေဟိုဘူဂျိုဘူဂျိုဘူဂျိုကြီးဘူဂျိုမြန်ဟင်းလို့လည်းပဲတက်ဆိုင်ပါတယ်ကျွန်တော်မသိပါဘူးနော်အဲ့တော့ကျတော့ဒီနေရာလို့ဥသွားတာလေမင်းတို့ကောင်းနေရနော်အဲ့တော့ကျတော့လွတ်တော်လေးကိုဝင်မဲ့ ကိုကျော်စိုးဦးကတော့ပြင်ဦးလေကနေလွတ်တော်တွေကိုဝင်မဲ့သဘောရှိတယ်ပြင်ဦးလေကညီကိုမောင်နှမတွေကိုကျော်စိုးဦးကိုတတိပုဂ္ဂလအနေနဲ့မေးပေးဖို့တာအားလုံးအားတင်းထားကြတော့ဇော်ဘုံဟင်းတို့ထောက်ခံပြီးအားပေးပြီဆိုရင်အဲ့ဒါပြည်သူတွေပဲအဲ့ဒါပြည်သူတွေပဲနော်အဲ့ဒါပြည်သူတွေပဲဇော်ဘုံဟင်းထောက်ခံပြီးဇော်ဘုံဟင်းတို့ဝင်ရမည်ဆိုရင်အဲ့ဒါပြည်သူတွေပဲအဲ့ဒီပြည်သူတွေလို့ဝင်ရလိုက်တဲ့လူတယောက်ကစောက်ချိုးမပြေဘူးလွတ်တော်ထဲမှာစောက်ချိုးမပြေဘဲနဲ့သူများခိုင်းတာကိုလုပ်တယ်ဆိုရင်တော့နာမည်တက်ပြီးစင်းတာကျွန်တော်ထိတ်ဆုံးရမယ်ဒါကြောင့်မလို့ကျွန်တော်ကလွတ်တော်ထဲမဝင်ဘူးနော် ဆက်နေမင်းတို့ဘုံတွေဆက်တရားဆက်လီးတော့မကင်ဘူးမင်းတို့တွေလူနောက်ချက်တွေဟလားရောက်ပါရောက်ပါကြော်စိုးဦးလည်းရောက်ပါပုတုမလည်းရောက်ပါလွတ်တော်လေးကိုနော်ရောက်ပါကြော်စိုးဦးနဲ့ပုတုမကိုပေးဖို့ပေးရမှာချားပလိသေးနော်ကြော်စိုးဦးတက်က34နှစ်ပဲရှိသေးတယ်35နှစ်ပေါ့ပုတုမက29နှစ်30ပေါ့လွတ်တော်လေးဝင်မဲ့ချိန်မှာကြော်စိုးဦးက35နှစ်ကျော်ကျော်နဲ့ပုတုမကတက်က30ကျော်ကျော်နဲ့လူငယ်တွေလွတ်တော်လေးရောက်သွားတာလေအဲ့ဒါကိုဒီလိုတိုင်းပြည်အတွက်မချင်းမချန်နဲ့မကျွေးမချန်နဲ့ရဲရဲတင်းတင်းပြောရဲတဲ့ လူတွေလွတ်တော်တွေကိုရောက်ပြီဆိုရင်သူတို့ပြိုင်တဲ့နေရာပြည်သူလူလူတွေကောင်းပါပဲမကောင်းရင်ကျွန်တော်လည်းဆဲမှာပဲနော်ဆဲမှာဆဲမှာကျွန်တော်ကတော့ကြော်တော့မင်းမင်းပါတော့ကြိုးချိုးရလဲပြောပါမင်းငါလုံးမှာကလွတ်တော်တွေဝင်တော့မင်းစောက်မင်းစောက်စကားပါပြောခဲ့တယ်အခုကျတော့မင်းပါလို့လေအချင်းတော့မလွယ်ဘူးလေလွယ်လာနေငါ့ကိုလာမပြောနဲ့ပြည်သူကိုကြည့်အဲဒါမျိုးဒါဥပမာဥပမာကျွန်တော်လုံးမဲ့လို့ပုထုမမသားမလေးတော့နေနော်နေတော့ဖြစ်တော့ငါတို့မဲဆွေခဲ့တာနေတော့လွတ်တော်ထဲမှာ ပြည်သူလူထုတွေပြောဘာညာပေါ့အာဘယ်လောက်အားရှိမလဲအဲဒါဥပမာကိုပြောပြတာလေဟုတ်လားအာကိုဂျိုဆိုးနဲ့မပူလူနဲ့အတွက်အာမွေထားတော့လွတ်တော်တွေဝင်ရမယ်ဂျိုဆိုးကတော့ချင်းတယ်ပြင်းဦးနေရနေပြိုင်မှာပြင်းဦးနေရနေပြိုင်မှာပြင်းဦးနေရနေပြိုင်ခိုင်းတာဂျိုဆိုးပြိုင်ကွာလို့ကြားလို့ညီလေးလို့ကိုကြီးတို့ရှိရလို့တွေ့တာတွေ့လို့ပြင်းဦးနေတက်နေတွေရောပြင်းဦးနေရပြည်သူလူထုတွေရောနော်တိုင်းချစ်ပြည်ချစ်တဲ့လူတွေပေါ့တပုံအားပေးထောက်ခံတဲ့လူတွေတော့ခမရတို့ပါခမရတို့ပေးပေးမပေးပေးအချုပ်ဆောက်လို့မဟုတ်ဘူးအေးပြင်းဦးနေရတက်မတော်တိုင်းဝိုင်းနေ နိုင်ငံကိုကောင်းစေချင်တဲ့လူနဲ့အေးချမ်းဆောင်နေတဲ့ညနေပြည်သူလူထုကတော့ကြော်စိုးဘူးပြိုင်တတိပုဂ္ဂလကြော်စိုးဘူးမဲတဲ့အဲကျွန်တော်မဲစားဆွဲပြီမဲစားဆွဲပြီအဲအဲအဲ့ဒါပေါ့နော်ကျွန်တော်လည်းအခုလိုမျိုးပေါ့နော်လာပြီးတော့တိုက်ခိုက်နေတဲ့လူတွေကိုလည်းကျေးဇူးတင်ပါတယ်ခမရတို့တိုက်ခိုက်လေကျွန်တော်ကနာမည်ကြီးလေးပဲနော်နာမည်ကြီးလေးပဲအဲ့တော့ကျတော့ခမရတို့ကြိုက်တဲ့လောက်တိုက်ခိုက်လိုက်ခမရတို့ကျွန်တော်ကိုဖန်ခိုင်းတာတို့မဖန်ခိုင်းတာတို့တော့မပြောနဲ့ကျွန်တော်ကငငယ်တော့ဘူးယူလေပြုတ် ျွန်တော်ချောင်းနေသားလောက်ကအလေးပြုခဲ့တဲ့လူကအခုလက်ရှိနိုင်ငံတော်ဝန်ကြီးချုပ်တက်မတော်ကာကွယ်ဦးကြီးချုပ်နောက်ဆက်ကအစိုးရကြီးအကြီးဆုံးအကြီးကဲကြီးကိုကျွန်တော်ကချောင်းနေသားတွေအလေးပြုခဲ့တာဖုံးကံတော်တော်ကြီးတဲ့ကျွန်တော်ပေါ့နော်ကျွန်တော်ဖုံးကံတော်တော်ကြီးရဲ့လူပဲဟာတိုင်းပြည်အချုပ်မင်းလုံးမဲ့လူကိုချောင်းနေသားတွေအလေးပြုခဲ့တဲ့ဇော်ဖုံးဟင်းပါလားဆိုပြောမှအဲအဲ့လိုဖြစ်တယ်ကျွန်တော်မနာလုံဖြစ်ပါနဲ့နော်ကျွန်တော်ကဘယ်သူမှမတိုက်ခိုက်ဘူးတိုင်းမှုတွေလည်းတိုက်ခိုက်တိုက်ခိုက်စရာအကြောင်းလည်းမရှိဘူးဒါပေမဲ့အမြန်လမ်းဘုတ်ကိုတက်နေတာတော့လွန်တာပေါ့များတာပေါ့အမြန်လမ်းငကာရှိပြီလေ 318မိုင်မှာ318မိုင်နှစ်ဖာလုံးနဲ့6ဖာလုံးမှာတခါအခု320မိုင်မှာအမြန်လဲရင်းမီကျွန်တော်မနေ့ကတော့နာမည်ပြောလို့ပြောတာဟိုမှာပန်ပန်ပန်ဆိုတာအောင်မိုးကျော်လို့ပါလို့ဟိုကနေသတင်းမီဒီယာကနေပြီးတော့မှလွှင့်လာလို့ဦးအောင်မင်းကကျွန်တော်ပြောပါတယ်မနေ့တော့ကနောက်ကနေလှိုင်းလေးတစ်လုံးလေးပဲထည့်လိုက်ပါလို့ဦးမင်းအောင်ဦးမင်းအောင်နော်လှိုင်းလေးထည့်လိုက်ရင်အဲ့ဒါအမြန်လဲရင်းမီရဲ့နာမည်ပဲပေါ့နော်အဲ့ပြောတာလက်လက်လေးမလောက်လက်မလေးမလောက်ပဲကွာကွာသွားတာပေါ့နော်အဲ့တော့ ဲ့တော့ပေါ့နော်အမြင်လမ်းကိုနှစ်ခါဇင်ကက်တယ်ဆိုတော့ဒီနှထိုးကြီးပြင်စီကဒီလောက်ထိပြင်နေတာကိုကျွန်တော်ကလဘကောင်တိုင်းမူကြီးကိုကျွန်တော်ပြောလိုက်တာလေအလဘကတိုင်းမူကြီးလက်ကစားတာမပြင်ရင်လည်းပြလိုက်ပါဒီစီကြောင့်ဒီဘုဂျုံဆွေမြတ်တို့ဘုဂျုံဆွေမြတ်တို့တိုင်းဘုဂျုံဆွေမြတ်တို့ကိုလဘကတိုင်းမူပြလိုက် ီ2021 2021မှာဒီ PDF တွေကညောကိုတွေးထားတာဆွတ်နေတယ်။အဲအဲ့ဒါဘယ်လိုအားနေကြအားသာကြတယ်ဆိုတာကတော့ဒါညစ်ကိုကြည့်တော့သူတို့ကသူတို့ကြည့်လိုက်မယ်လေ။ဟုတ်လား။မဟုတ်လား။ဟုတ်တယ်မလား။အဲ့တော့ကြတော့ကျွန်တော်ညွှန်ပြတာကြတော့ပြောပါမလား။အဲ့ဒါယူပါပါလေကျွန်တော်လာခြေဝင်ပြီးတော့ဘာလာရေးနေအောင်။ကျွန်တော်တိုင်းမှုရက်တော့တယ်လေမပြောပါဘူး။တိုင်းမှုတော့သူတိုင်းမှုလည်းရက်တော့မှာပေါ့။တိုင်းမှုလည်းပါဆက်ပါလားပဲ။ကျွန်တော်လည်းရက်တော့တာပဲလေ။ဟုတ်တယ်။စစ်သားရက်ရက်တော့မှာပေါ့။စစ်သားရက်မတော့ပဲနေမလား။အမျိုးမှမဟုတ်ဘူး။ စစ်သားမှန်ရက်တိုက်ရက်ကြိုက်တယ်ကိုလန်လာလေတဲ့ကိုလန်ကလာခဲ့ပါလေကိုလာခဲ့ပါမယ်ကိုလန်လည်းတကားကမှလက်ဟိုဒီဘော23ကဒူးရာကန်ပူကြီးလာလက်အကျိုးတွေကျွေးတွေကသူ့သမီးကိုဟိုဟာဒီနမ်ဆန်ဘောနမ်ဆန်ဒီခေါ်လာပြီးတယ်တချို့လူတွေကခြေစူးမတင်ဘူးညာဖင်လန်ပြတယ်ဟုတ်လားအာဟိုကပြောတာကျွန်တော်အော်လိုတဲ့သူတို့အဖေတွေစုခံရတယ်တဲ့အော်ခိုင်းတော့သူတို့ပဲအော်ခိုင်းတာဟမ်ဘယ်ဥပြုတ်တလုံးလေတဲ့အရွက်ကိုအရင်နေပဲစားရပါတယ်ဆိုပြီးတော့အရွက်ကိုရေလုံးမြုပ်စားရပါတယ်ဆိုပြီးတော့ ပြောပြလိုက်လို့ကိုတက်မတော်သားအောက်ချိန်မိသားစုတွေဒုက္ခရောက်နေရအောင်ပြလိုက်တာ ਉਹ သူတို့အဖေစုခံရလို့ဆိုပေသူတို့အော်ခံလို့လည်းအော်ပြရသေးတယ်အဲသူ့အဖေကိုလက်တွေပါလေခွဲစိတ်ပြီးတော့မှလုံလဲနှုတ်ပြလိုက်သေးတယ်အဲနောက်ဆုံးကျတော့ဇောဘုံယုံခွန်လာပါနဲ့တယ်ဇောဘုံယုံခေါ်လာလို့ရှိရင်ငါတို့တမျိုးထင်မာတို့ဖြစ်မှာတော့ဩစစ်တပ်မှလည်းအဲ့လိုလူတွေရှိသေးတယ်ဩဇောဘုံယုံမင်းကနေရတကောင်လူသားဆန်ကျင်တဲ့ကောင်လို့အဲ့ဒါလူသားဆန်ကျင်တဲ့ကောင်ခွေးခွေးစိတ်ပေါက်တဲ့လူတွေနဲ့တွေ့တော့လူရမဝင်လို့ခွေးရမဝင်ဘူးပေါ့ဗျာလူကလူလိုနေရာမှာနေပြီးတော့အဲ့မှာလည်းရှိတယ်ဒီဘော23ကဒူးရကန်းဖို့ဒီသမီးကပြင်ဦးနေတယ်နော် အာကိုကတော့စစ်သားတွေကိုလူမလို့တယောက်ကို9000လုံးနဲ့ဟိုနေ့ကဘဒုတက်နေမှာလူတာကကျွန်တော်ကစင်းရင်အတိအကျမသိလာဘူးအာ4000လုံးနဲ့59ဦးကိုကျွန်တော်လူတယ်အင်းကြီးအထက်40အစ်တေလူခဲ့တယ်သွားတိုက်စီသွားတိုက်တန်းစောင်းလေးကျွန်တော်လူခဲ့တယ်အပြီးလို့ချင်းဟိုအနှွေးတယ်လေးတွေဘာလေးတွေပေါ့နော်ဟိုတက်တက်ရဲ့အနှွေးတယ်လေးတွေပေါ့အဲ့လိုဘာလေးတွေကျွန်တော်ပြီးခဲ့တယ်4000ကို59ယောက်နဲ့တွက်ကြည့်လိုက်ပေါ့မဟုတ်ဘူးလား၄၅လေး20 4 9လေး28 22သိန်းထဲမှာ8000เนาะအဲ့မှာစောင်းကအထက်30 တတိယတပေါင်းကျော်လာပါလားကျွန်တော်လည်းမသိဘူးအဲတော့တိုက်စီးတွေတော့တိုက်တန်တွေဆက်ပြားနေအကုန်လူပေးခဲ့တယ်ဗျာနော်ကျွန်တော်တို့စစ်တပ်ပေါ်မှာအဲ့ကျကျွန်တော်တို့တက်နိုင်တာလုတ်ပေးတာပေါ့ဗျာတက်မော်သားတွေပေါ်မှာနော်အဲကလောဝင်မှာတွေ့လို့၈သိန်းကျွန်တော်လူခဲ့တယ်နော်အဲ့တော့ကျတော့ဟိုလူတွေကဟိုကိုလည်းမလုတ်နိုင်ဘူးအဲသူများကိုလည်းကိုလိုကလန်တိုက်တယ်အဲ့တော့ကျွန်တော်တိုင်းပြည်ဘာဖြစ်လဲလူတွေကစိတ်တက်မှမမှန်တာစိတ်ရင်းစိတ်ထားမှမမှန်တာစိတ်နေစိတ်ထားမှမမှန်တာနော်၃နှစ်သားမပေါ့ကျွန်တော်၆နှစ်သားမှလေးပြူလား ။အဘကကြိုကြီးကိုအဘကကြိုကြီးရမှာမင်းဘုဘကကြိုကြီးကသူ့မိခင်တိုင်ရင်နော်။ရှင်တကအဘကကြိုကြီးကအဘကကြိုကြီးဦးမင်းအောင်လိုင်ကသူဘုတင်တန်းကြောင်းစဆင်းပြီးတော့ရှင်တကိုရောက်လာတာ။အခုကမော်ပြီ313ဖြစ်သွားပြီ313ကြာလာပြီ။ကျွန်တော်ဘုရား1982ခုနှစ်ကစစ်သားကျွန်တော်ဘုရားဦးမင်းအောင်လိုင်တဲ့စီနီယာကြားတယ်။ဦးမင်းအောင်လိုင်တော့မရောက်သေးဘူးကျွန်တော်ဘုရားအရှမ်းတင်မှာရောက်နေတာ ကျွန်တော်ဗျာအဲ့ဆန်းတင်မှာစစ်သက်20ကြီးလောက်လာတယ်ကျွန်တော်အဲ့မှာချောင်းနဲ့သားနဲ့မွေးတော့ဘာကကြိုးကြီးကိုဘိုးကြီးကိုလေးပြုတ်ဘိုးကြီးကိုလေးပြုတ်အော်ငကြီးကြလေးအမုံစားပွဲလွတ်လပ်ရေးနေမှာမုံစားပွဲပြေးတော့ဟိုအဲ့ဒီကြိုးလေးတွေပစ္စည်းမှုလေးတွေတက်တက်လောက်လောက်လို့စားရတယ်ဗျာအဲ့ဗျာကျွန်တော်လက်ကျိုးလက်ကျိုးတော့ကျွန်တော်အန်ဒီကျူလာကြီးကကျွန်တော်တို့ရင်ခေါ်ပြီးတော့အဲ့ပစ္စည်းမှုတွေတွေးလာ ။ဒါမျိုးတွေအဲ့ဒါလည်းမလာလို့ဖြစ်နေမှာပဲ။ဖြစ်ဖြစ်မလို့မလို့ဖြစ်ချင်တယ်ဖြစ်ချင်တယ်ပေါ့။ဒါငါနဲ့မဆိုင်ဘူး။မျိုးဖြစ်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 အဲ့ငါကငါလုတ်ကစားလည်းမဟုတ်ဘူး။နော်။ဒီငါ့ကို၈တန်းမအောင်နိုင်ပါလေ။ငါ့ကိုပြောတဲ့ကောင်၈တန်းတော့မအောင်။ဆက်ဆက်စီအရေးကြီးရတယ်ပြီးတော့မှပြေးရတဲ့ကောင်က၈တန်းမအောင်တဲ့ကောင်ကငါ့ကို၈တန်းမအောင်ဘူးလားဆိုတော့ငါ၁၀တန်းဖြေးတာတွေငါတက်မကွေးတက်မဆစ်စီမှာငါဘယ်လိုဖြေးရလဲငါပြောတာပဲ။မင်းတို့ကောင်တွေကအကုန်လုံးငါ့ကိုမနာလိုနေတာ။အခုဒီကောင်ဆိုတာပူးတက်ပဲပေါ့ဗျာ။ဒါကျွန်တော်ပုံကြီးနဲ့သူကြတော့ကိုမန်တော်မခွင့်ရေကျွန်တော်သွားရေးခြင်းတယ်ဒီမဲ့သူကလည်းလည်းသေးတယ်ကျွန်တော် ဇော်ဘုံရေပြောကျင်လာတဲ့အချင်းတလုံးနဲ့လေဘန်းနန်းကြီးမပြောနဲ့တဲ့လက်တွေ့ကြကြလောက်နေတဲ့ငါတို့စစ်သားတွေဘဝကိုမြေအောင်ကြီးဟုတ်ပြီလားတဲ့ထက်ဆိုးလာရင်ထက်တည်မယ်တဲ့အော်